နိုင်ငံရေးအကျဉ်းသားတွေဟာအကျဉ်းဥစည်းဝန်ထမ်းတွေရဲ့ပုံစံမျိုးစုံနဲ့ဖိနှိပ်ခြင်းကိုခံနေရတာပြင်အခွင့်အရေးတောင်းဆိုမှုတွေကိုကြီးကြပ်ကင်တွယ်ဖိနှိပ်ဖို့အကျဉ်းဥစည်းဝန်ထမ်းတွေစုဖွဲ့ထားတဲ့တည်ထောင်အဖွဲ့တွေရဲ့ဖိနှိပ်မှုကိုလည်းခံနေကြရတယ်လို့အကျဉ်းထောင်နယ်နှိစက်တူတူစီကတီးရပါတယ်။ဘကုတ်တိုင်းတာယာဝတီအကျဉ်းထောင်မှာတော့ဒီလိုတည်ထောင်စုဖွဲ့ထားတဲ့အဖွဲ့ကို ပြန်လောဆိုတဲ့ဇကွက်ပေးထားပြီးအခြားသောအင်းစိန်အိုးဘိုဒိုင်ဦးထောင်တို့လိုနိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်ရမှာနာမည်ကြီးတဲ့ထောင်တွေမှာလည်းဇကွက်အမည်ပေးထားတဲ့ ီကန်အဖွဲ့တွေရှိနေတယ်လို့တီးရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအစောပိုင်းကတာယာဝတီအချင်းထောင်တွင်မှကျမ်းမာရေးအခြေအနေကြောင့်စေးပေးဖို့တောင်းဆိုတဲ့နိုင်ငံရေးအချင်းတို့တူအူကိုအချင်းဦးစည်းဝန်ထမ်းအမျိုးသမီးတွေကပြန်လောအဖွဲ့အမိကိုအတုံးပြုတ်ချင်းချောက်တဲ့ဖြစ်ရက်တစ်ခုဖြစ်ခဲ့တယ်လို့တာယာဝတီအချင်းထောင်ကလွတ်မြောက်လာတဲ့နိုင်ငံရေးအချင်းတို့ဟောင်းမတ်ဖောင်ရိုးကကချင်ဝေးကိုပြောပါရယ်နိုင်ငံရေးအချင်းသားတွေကိုကိုကြီးဆောင်ရှောက်မှုပေးနေတဲ့အဖွဲ့အစည်းတွေနဲ့အချင်းထောင်တွင်လူခွင့်ရေးချိုးဖောက်မှုတွေကိုမှတ်တမ်းတင်နေသူတွေရဲ့ပေါ်ပြချက်တွေအရ နိုင်ငံရေးအချင်းတူအချင်းသားတွေဟာမတရားဖမ်းဆီးခြင်းကိုခံထားရတာပြင်အချင်းဦးစီးဝန်ထမ်းတွေရဲ့အမျိုးမျိုးသောဖိနှိပ်မှုတွေကိုနေ့စဉ်ခံစားနေကြရတယ်လို့တည်ရပါတယ်။တာယာဝတီအချင်းထောင်အတွင်းမှာနိုင်ငံရေးအချင်းတူအချင်းသားတွေဘလို့ခက်ခဲတွေရင်ဆိုင်နေကြရလဲအချင်းဦးစီးဝန်ထမ်းတွေကဘလို့ဖိနှိပ်နေလဲပြန်လွားလို့အဖွဲ့အစည်းကဘာတွေကျူးလွန်ဖိနှိပ်နေလဲဆိုတာကိုနိုင်ငံရေးအချင်းတူဟောင်းမတ်ဖောင်ရိုးကိုဆက်တွယ်မေးမြန်းထားပါတယ်။ဘူလာ ါတယ်အချက်လက်ရဆိုလို့ရှိရင်တော့ကျမတို့ဒီမှာဒီစက်တင်ဘာလလဆန်းပိုင်းလောက်ကဒီအအမျိုးသမီးဆောင်ကပေါ့နော်နိုင်ချင်းအမျိုးသမီးတူကညဘက်ဒီမှာဆိုလို့ရှိရင်မကောင်းဖြစ်လို့အဲသူဟို ဆီယမလေးပေါ့နော်ဒီထာဝန်နှန်းလေးပေါ့ထာဝန်နှန်းလေးကိုလှမ်းပြီးအကြောင်းကြားပြီးတော့သူဆေးတောင်းတယ်ထို့တော့ထာဝန်နှန်းလေးဒီတကားပိတ်ထားတယ်ခေါ်လို့မရဘူးဟိုဆီယဝယ်လည်းမရှိဘူးပေါ့နော်ဆီယဝယ်နေမအားဘူးညဘက်တွေဆိုရင်မရှိဘူးဆိုပြီးသူ့ကိုဆေးမပေးဘူးပေါ့နော်မပေးတဲ့အခါကျတော့အဲဂျီမကနေပြီးတော့အာဒီဒီပေါ်မှာသူဒါမဖြစ်မနေတောက်ရမယ့်ဈေးသူနေမကောင်းဖြစ်နေလို့ဘာလို့ပြောတယ်အဲ့ဒါကိုဒီထာဝန်နှန်း ဝါတာမတွေကနေပြီးတော့ဒီပြန်လွှားလို့ခေါ်တာပေါ့ကိုပြန်လွှားဆိုတာကကျွန်တော်တို့ဒီထောက်မှာဆက်ပေါက်တဲ့ခါကြလို့ရှင်တို့ပြန်လွှားလို့ပြောတာကုတ်ပေါ့နော်ကုတ်နာမည်ဆိုတော့ပြန်လွှားတွေကိုခေါ်ပြီးနင်တို့ရိုက်ခိုင်းမယ်ပေါ့နော်ရိုက်ခိုင်းမယ်အဲပြီးတော့ဒီဟာဒီမှာအဲ့လိုမျိုးတွေမလုံနဲ့ပေါ့နော်မလုံနဲ့ဆိုတော့စေးလဲမရှိဘူးဆိုတာမျိုးတွေကိုပြောပြီးတော့အဲဒီဖိနေတာမျိုးတွေရှိတာ တော့အဲ့လိုကိစ္စမျိုးတွေလည်းရှိရဲပြီးတော့နောက်တစ်ခုကဒီအမျိုးသားဗျံွားဆိုတဲ့ဒီအကြံဖတ်အဖွဲ့ပေါ့နော်ထောင်ထဲမှာကျမတို့ဒီအကြံဖတ်တဲ့ဖွဲ့ရာဆိုလို့ရှိရင်သူကဒီအမျိုးသမီးတွေကိုအော်ဒီအင်အားချင်းမမျှပေါ့နော်အမျိုးသမီးတွေကိုအင်အားချင်းမမျှပဲနဲ့ကိုကြီးလက်ရောက်ဒါမျိုးတွေရိုက်နှက်တာမျိုးတွေရှိတယ်အဲပြီးလို့ရှိရင်ဒီဒုတ်တွေခပတ်တွေဒါမျိုးတွေနဲ့အဲသူတို့ကမညာမတာပေါ့နော်နှိမ့်ဆက်ညှဉ်းပန်းတာမျိုးတွေကိုမကြခဏကိုပြုလုပ်ပါတယ် အဲတာဝတီထောင်မှာကပထမအဦးဆုံးတစ်ခုပြောချင်တာဆေးကိစ္စเนาะကျမတို့ထောင်နေမှာဒီဆေးမရှိဘူးပြီးတော့ဒီအဲခန့်ထားတဲ့ဒီဆေးဝန်ထမ်းတွေပေါ့ဆရာဝန်တွေမဟုတ်ကြဘူးတို့က ဆိုတော့မကျွမ်းကျင်တဲ့ဈေးဝင်တန်းတွေခံထားပြီးတော့ဈေးတွေကိုမှားရင်းစာပေးတယ်ဒီဘာယောဂပဲဖြစ်ဖြစ်ကျမတို့အကြိုက်ခဲပျောက်ဈေးတွေပေးတယ်ဒါကြောင့်မလို့ထောင်နေမှာမလိုလားအပ်တဲ့အစာရင်ယောဂတွေအသေးယောဂတွေအစာရှိသဖြင့်ပေါ့နော်အဲဒီအစင်းမြေရောင်ရမ်းတာတွေဒါမျိုးတွေကိုဖြစ်ပါတယ်ဆိုတော့အဓိကတော့စိတ်မလုံလောက်ဘူးပြီးတော့ဒီစိတ်ဝင်နှန်းတွေကမကျွမ်းကျင်တဲ့ခါကျတော့အဲကျွန်တော်တို့ဒီကျန်းမာရေးကတော်တော်စောင့်ရှောက်မှုကအဲအဆိုးရွားဆုံးအခြေအနေတစ်ဖြစ်နေတယ်ပေါ့နော် ပြီးတော့ရားနာတွေပေါ့နော်ရားနာတွေဆိုရင်ကျမတို့ဆေးမရှိဘူးပေးတဲ့ဆေးကလည်းတိတ်လုံတဲ့ဆေးတွေနဲ့ဒီယောဂါနဲ့မကိုက်ညီတဲ့ခိုက်ခဲပြောက်ဆေးတွေဒါဖြစ်တယ်ပေါ့နော်အဲ့ဒါတစ်ခုပါပြီးတော့နောက်တစ်ခုကကြတော့ကျမတို့ဒီတာဝရီထောင်မှာဆိုလို့ရှိရင်ကျမတို့နှစ်ထပ်ဆောင်ရှိတယ်အဲ့မှာအဆောင်ကအရန်အိုအို ပုံမင်းပြီးတော့ဗောနော်ဒီမျက်နှာချက်အပေါ်ကနေပြီးတော့ဒီအုပ်အမုံတွေပြုတ်ကြတာမျိုးတွေဒါမျိုးတွေဖြစ်တယ်ငလျင်လောက်ဝါးတုံးကလည်းကျမတို့ဟိုအပ်ခွဲကြောင်းတွေဖြစ်တယ်ဒါပေမဲ့ကျမတို့ကိုနိုင်ငံရေးအကျဉ်းသားတွေကိုစုပြုံပြီးတော့အဆောင်တစ်ခုလည်းမလူရာနဲ့ချီပေါ့ ထည့်ထားအမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့တွေဒီဒီအအစအုံတွေကအုံမင်းနဲ့အမေကအမုံတွေအမေနဲ့အပေါ်မြင့်တဲ့ချက်တွေနဲ့ကြာနေတာကြတော့အထဲမှာရှိတဲ့လူတွေကိုအစုလိုက်အပြုံလိုက်ပေါ့နော်အာထားပြီးတော့ကျွန်တော်တို့အခက်ခဲတွေတော်တော်တွေ့တယ်ပြီးတော့အထဲမှာဒီဒီအစအုံကဘယ်တော့များပြိုကျမလဲဆိုပြီးတော့ကျွန်တော်တို့ကြောက်လန့်တဲ့ခြားနဲ့ဒီနိုင်ခြင်းတွေက နေနေရတဲ့အနေအထားဖြစ်ပါတယ်ပြီးတော့ပေးတဲ့နေရာတွေကလည်းတအားကျက်တယ်ပေါ့နော်အတယောက်ကိုတပေခွဲကျွန်မကျွန်မရှိတော့မှဆိုရင်တပေခွဲပဲကျွန်မနေရာရပါတယ်ဆိုတော့ပြန်လောခွဲကဒီထောင်ထဲမှာအဲကျွန်တော်တို့နိုင်ငံရေးအကျဉ်းသားတွေကစုပြီးတော့ ဒီတခုခုပေါ့နော်ဟိုဟိုကျမကြီးစောင့်ရှောက်မှုမရတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရေတန့်ပေါ့နော်ရေတန့်မတောက်တုံးရတဲ့အခါပြီးတော့အိမ်သာဒီအခက်အခဲဖြစ်တဲ့အခါဒီလိုမျိုးထောင်ထဲမှာ ဒီလူ့ခွင့်ရေးချိုးဖောက်မှုအခက်အခဲတွေရှိတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ထောင်ဝင်တန်းတွေကိုတင်ပြတယ်ထို့သောထောင်ဝင်တန်းတွေဒီဒီဟာကိုဖြည့်ရှင်းမဲ့အစားခုနပြန်လွှားလို့ခေါ်တဲ့ဒီထောင်ဝင်တန်းတွေအမျိုးသားထောင်ဝင်တန်းတွေကိုစုပြီးတော့ကျွန်တော်တို့ရိုက်နှက်ခိုင်းတာပြီးလို့ရှိရင် change ချောက်တာလာပြီးတော့ပေါ့နော်ဒီလိုအုပ်စုလိုက်ဂျန်ကားနေတဲ့အဖွဲ့လိုပဲအဲကျွန်တော်တို့အာနာကိုအလွဲသုံးစားလုပ်ပြီးတော့ပေါ့နော်ဒီထောင်ဝင်တန်းတွေဖွဲ့ပြီးတော့အဲရန်ကားတဲ့အဖွဲ့လိုပဲကျွန်တော်တို့မြင်ပါတယ် သူတို့ဘက်ကရည်ရွယ်ချက်ကတော့အဲတမျိုးဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဆိုတော့အဲကျမတို့စီကက်ဖောက်ပြက်လို့လို့ပြီးလို့ရှိရင်တော်လည်းရေးလို့လို့ပေါ့နော်ထောင်ထဲမှာစုဝေးလို့အစားရှိသဖြင့်ပေါ့နော်အဲထောင်စီကက်နဲ့မကိုင်းညီလို့တို့တွေဒီကျမတို့အဖြစ်ပေးတယ်ဆိုပေမဲ့တို့တွေဒီတီးတန့်ကိုအဲမူညဘတ်တွေဆိုမူယူပြီးအမျိုးသမီးဆောင်တွေကိုလာပြီးတော့ချိန်ချောက်တာလို့မျိုးပေါ့နော်အဲပြီးလို့ရှိရင်ဒီထောင်ဝင်တဲ့အဲအမျိုးသမီးတွေကလည်းဒီ အားနေပြန်လွှားလက်အဖွဲ့ကိုခေါ်ပြီးရိုက်ခိုင်းမယ်ပေါ့ဆက်ရှိသဖြင့်ဒီလိုဆဲဆိုအော်ဂျိမ်းမောင်းတာမျိုးဒါတွေကလည်းအာဒါအမြဲတမ်းထောင်ထဲမှာရှိတဲ့နိုင်ခြင်းတွေကခံစားနေရဆိုတော့ جماعه ကအဲ جماعه ထောင်နှစ်နှစ်ကြာရပေါ့နော်အထောင်နှစ်နှစ်ကြာတော့ပထမတစ်နှစ်ကိုအင်းစိန်ထောင်မှာအဲ جماعه နေရတယ်နောက်တစ်နှစ်ကိုကျွန်တော်တာဝတီထောင်မှာ جماعه ကိုထောင်ပြောင်းပို့လိုက်ပို့လိုက်တဲ့အခါကျတော့ဒီ အင်းစိတ်ထောင်ပါဆိုလို့ရှိရင်တော့ကုတ်နမက်ချင်းတော့မတူဘူးပေါ့နော်အကျန်းဖတ်ပြီးတော့ရိုက်နှက်ဖို့အတွက်ကိုထောင်ဝင်တန်းနေတီးတန့်လောက်ထားတဲ့အုပ်စုတွေကထောင်တိုင်းမှာရှိပါတယ်အဲတိုင်ဦးထောင်မှာလည်းရှိရဲအင်းစိတ်ထောင်မှာလည်းရှိရဲကျွန်တော်တို့ဒီတရက်ထောင်အစရှိဖြစ်ဖြစ်ထောင်တိုင်းမှာဒီအုပ်စုဖွဲ့ပြီးတော့ထောင်ဝင်တန်းနေတီးတန့်ရိုက်နှက်ပြီးတော့အကျန်းဖတ်ဖို့အတွက်ပေါ့ရှိပါတယ်ရှင် ပထမအဆုံးအဓိကတာဝန်ရှိရတော့သိကြရဲကျမတို့ဒီစစ်အာဏာရှင်လက်အောက်မှာဆိုရင်ကျမတို့ဒီမိမိရဲ့နိုင်ငံရေးရည်တည်ချက်ကြောင့်ပေါ့နော်အကျဉ်းချခံနေတဲ့နိုင်ငံရေးအကျဉ်းသားတွေကဖိနှိပ်မှုကအစိုးရဆုံးအခြေအနေကြီးရှိနေတယ်ဆိုတော့ကျမတို့ဒီအဲစစ်အာဏာရှင်အောက်မှာတော့သိကြရဲလူအခွင့်အရေးဆိုတာလုံးဝမရှိဘူးပေါ့နော်ဒါကြောင့်မလို့ကျမတို့စစ်အာဏာရှင်ကကျမတို့ရဲ့ပုံပြန်သူပဲဖြစ်တယ်ဆိုတော့ဒီစစ်အာဏာရှင်ကိုကျမတို့အဆက်လက်ပြီးတော့အဲ တောင်းခံပြီးတော့ကျမတို့တိုက်ပွဲဝင်ဖို့လိုတာပေါ့နော်ဆိုတော့ဒါကပထမတစ်ချက်ပါဒုတိယတစ်ချက်ကတော့ကျမတို့ဟိုဒီအာအကျဉ်းထောင်တွေမှာရှိတဲ့ထောင်ပိုင်းတွေအပါဝင်ပေါ့နော်အာထောင်ဝင်နှန်းတွေအားလုံးဒီဒီစစ်အာဏာရှင်ရဲ့လက်ပါစီအဖြစ်လက်ကင်ထုတ်အဖြစ်နဲ့ဒီလူခွင့်ရေးအချိုးပေါင်းမှုတွေနိုင်ငံတွေကိုနှိမ့်ဆက်ညှဉ်းပန်းမှုတွေဒါတွေအတွက်ကိုသူတို့ကအဲပြန်ပြီးတော့အရေးယူခံရမှာဖြစ်တယ်အဲ ပြီးတော့ဒီလက်ရှိကာလမှာလဲ social punishment လို့ခေါ်တဲ့လူမှုပစ်ဒဏ်ပေါ့နော်ပစ်ဒဏ်တွေကိုသူတို့ပြည်သူကနေပြီးသူတို့ဒဏ်ခတ်မှာဖြစ်ပါတယ်လို့သူတို့မှသာအဓိကတာဝန်ရှိပါတယ်ပို့ကျွန်မပြောချင်ပါတယ်